ားလုံးပဲမင်္ဂလာပါရှင်။ဘောဓုသားသမီးရာဟုသားသမီးများအတွက်19ရက်9လပိုင်း19ရက်နေ့မှ24ရက်နေ့ထိတပတ်စာဟော့စတန်ဟောပေးမှာဖြစ်ပါတယ်။ဘောဓုသားသမီးရာဟုသားသမီးများဒီကလာမှာမိလို့အတွက်ကောင်းမွန်သောအရာတွေနဲ့ရရှိဖြစ်တဲ့ဖြစ်ကြော်ဖြစ်တဲ့အမှန်ကာလလို့ပြောလို့ရတယ် အဲ့တော့အဆင်မပြေမှုတွေပြန်လည်အဆင်ပြေသွားမယ်အောင်မြင်ခြင်းတွေလက်ဝဲပပိုင်းရရှိတတ်တဲ့ကာလလို့ပြောလို့ရတယ်။လုံလုံဆိုင်ရာမှာကြီးကတို့သူရဲ့ကုညီဆောက်ရှောက်မှုမျိုးရရှိတတ်တဲ့ယာဥတ်သက်သွားတာအချိန်တွေတကွာနဲ့ယာဥတ်သက်သွားတာအောင်မြင်သွားတာဒီလိုကာလမှာဖြစ်တတ်တယ်။အဲ့တော့ငွေကြေးပန်းဆိုင်ရာမှာလည်းအဖက်ဖက်ကနေငွေကြေးနဲ့ပတ်သက်ဝင်လာမှုတွေရှိတယ်လို့မျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းမလိုဘဲနဲ့ကုန်ကြမှုမျိုးတွေလည်းဖြစ်တတ်တဲ့ကာလမျိုးတွေမှာရှိတယ် ကိုကိုယ်တိုင်သုံးဆွဲမှုပိုင်းမှာတတိထားရမယ်။ဘာလို့ဆိုမရင်းသိတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံတာမျိုးလေးတွေနဲ့အလားအသက်ဖြစ်တဲ့ကာလမျိုးပဲ။အဲ့တော့ဒီကာလမှာကအဝေးကနေငွေကြေးရရှိတာမျိုးလေးတွေနဲ့ရရှိတဲ့ကာလအစကရငွေကြေးပန်းဆိုင်ရာမှာအဆင်ပြေခြင်းနေနဲ့များစွာကြုံတွေ့ရတဲ့ကာလလို့ပြောလို့ရတယ်။အချစ်ရင်သားကိုစံပွင့်တဲ့ကာလမျိုးပါပဲအဆင်မပြေသေးဘူးတဲ့ချစ်သူရေးစားရပြန်လဲအဆင်ပြေတာမျိုးဖြစ်တတ်တယ်လို့မျိုးကိုကိုအာစံပွင့်တဲ့သူ ကိုနောက်ကက်လာတဲ့သူတွေများစွာကြုံတွေ့ရတဲ့တဲ့အထင်ကြီးလေးစားမှုခံရတဲ့တဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်အိမ်နာဝင်းနဲ့ပတ်သက်ပြီးအဆင်မပြေသေးတဲ့သူတွေပြန်လဲအဆင်ပြေတာမျိုးချစ်ခင်မှုရဲ့ရရှိတာမျိုးလေးတွေကြုံတွေ့ရတဲ့တဲ့သုံးတဲ့သူနားလည်မှုပြန်လဲရရှိတိဆောက်တာမျိုးလေးကြုံတွေ့ရတဲ့ကာလလို့ပြောလို့ရတယ်အဲ့တော့အဓိကကတော့အခက်ခဲဒုက္ခကိုလိုချင်တဲ့အရာတွေနဲ့ ပြန်လဲရရှိတာပေါ့အခဲဒုက္ခကြီးပြပြပြီးကိုလိုချင်တဲ့ຢာကြီးပြန်လဲရရှိတာမျိုးကြုံတွေ့ရတဲ့ကာလပဲကျမရင်းနဲ့ပတ်သက်ပြီးတော့အဆိုးကြီးတဲ့မဟုတ်တခုတော့ရှိရဲ့အဖျားနာနဲ့ပတ်သက်ပြီးသတိထားစီခြင်းနဲ့ယောဂအောင်အနာအောင်ပြန်ပေါ်တတ်တယ်အဲ့ဒါလေးသတိထားပေးပါ အဲ့တော့မွန်းချက်မှုတွေကိုလက်ရှိမှာကဘာလို့ဆိုကိုယ့်ရဲ့မွန်းချက်မှုကိုကိုယ်တိုင်ရှာတယ်လို့ဖြစ်နေတတ်တယ်။အဲ့တော့အဓိကကတော့ကိုကိုယ်တိုင်ကိုယ့်စိတ်ကိုကိုဖြေရမယ့်ကာလပေါ့ပါပါနဲ့အောင်မြင်ခြင်းနဲ့ဖြတ်တန်းရမယ့်ကာလလို့ပြောလို့ရတယ်။အဲ့တော့ကံတရားရခြင်းမဲ့ဆိုရင်အယံကိုအစဉ်ပြေနေတဲ့ကာလပါပဲ။ကံတရားရအယံကိုအစဉ်ပြေတဲ့ကံကောင်းခြင်းတွေများစွာရရှိတတ်တယ်။အဲ့တော့အထင်မြင်ရမ်းမမှုရှိနေတာမျိုးဆိုရင်ပြန်လဲအစဉ်ပြေသွားတာနှစ်ဦးသားပြန်လဲတင့်မြတ်တာအခြေအိမ်တော်ရတာချမ်းမြေ့မှုရရှိတာ ရရှိတဲ့ဒီကာလမှာအလူအလူတကယ်တော့အလူတကယ်တော့ငွေကြေးနဲ့ပတ်သက်ပြီးလူတန်းရတာပစ္စည်းပစ္စည်းအရင်လူတန်းဟာမျိုးလေးတွေနဲ့ကြုံတွေ့ရတဲ့စိတ်ချမ်းသာရတဲ့ကာလပေါ့နော်စိတ်ချမ်းသာတဲ့ကာလမျိုးလိုကြုံတွေ့ရတဲ့မိမိရဲ့လုပ်ငန်းမှန်းဆိုင်ရာမှာဆိုလို့ရှိရင်လည်း ပေါ့ပေါ့ပါနဲ့ဖြတ်တန်းရတဲ့ပေါ့ပါလေးနဲ့အောင်မြင်မှုတွေရရှိတဲ့။ထက်လူကြီးတွေအကူအညီမှုမျိုးတွေရရှိတဲ့။အဲ့တော့အဓိကအနေနဲ့တော့ကံစကောင်းခြင်းများစွာအားရှိကြုံတွေ့ရတဲ့တက်ကလာမျိုးတွေမှာရှိပါတယ်။အဲ့တော့ကံတရားရကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမှာကျမပြောသလိုကံမကောင်းတဲ့ရဲ့သူများလဲရေရာကိုလုံးမယ်ဆိုလို့ရှိရင်ပုံမကံကောင်းစေတဲ့သူမျိုးအကံကောင်းတဲ့သူလဲပုံမကံကောင်းစေတဲ့လုံးတဲ့ရေရာကကြတော့အဓိကကတော့ဒီမျက်စောပြားရှင်ကိုအဲ ဒဲဥသို့မဟုတ်ကြောက်ဝင်တူတန်းရမယ်ကုသိုလ်ဖြစ်ပါတယ်နှလုံးပေါ့နော်နှလုံးတူတန်းရမယ်နောက်တစ်ခုကဒီဖုံးဖုံးတွေကိုဘဲဝင်လူတဲ့ကုသိုလ်လေးပြုလုပ်ပေးပါအဲ့ဒါကမိမိတဲ့ကံတရားကကောင်းစီတယ်နောက်တစ်ခုကကျတော့မိမိလှုပ်သမျှလွဲချောင်မူလေးတွေနဲ့ပိတ်ဆို့နေရဆိုလို့ရှိရင်တော့ဒီကျမတို့တော့တန်ပေါ့တော့တန်တစ်ချောင်ကိုရှက်ပြီးသွားတော့အပေါ်ကဖြောင်းနိုင်ထုံးနဲ့ဖြောင်းနိုင်ထုံးမျက်စောပြားရှင်ကိုလှူရတဲ့ကုသိုလ်လုပ်ပေးပါအဲ့ဒါမိမိတို့ရဲ့ကံ တောင်းမွန်တဲ့အကန့်အထောက်ပံ့ကောင်းရရှိစေတတ်တယ်ပေါ့နော်နောက်တစ်ခုကအခြေအနေပတ်သက်ပြီးတော့အဆင်မပြေသေးဘူးဆိုလို့ရှိရင်အဆင်ပြေလောက်ဒီမိမိရဲ့အိမ်ရှိတော့မဟုတ်ဒီစပါးစပါးလေးတွေကိုချိတ်ဆွဲပြီးတော့ ကုသိုလ်လိုပဲအဲစပားတွေချိန်ဆတာစကားလေးတွေကိုအစာကျွေးတာပေါ့နော်ဆန်နေပြစ်ပြီးတော့ဒီအစာကျွေးတဲ့ကုသိုလ်လေးလုပ်ပေးဆန်စပားအဓိကကတော့လှူဒန်းတဲ့ကုသိုလ်ကများစွာအဓိကလာမှာပြုလုပ်ပေးတင်တယ်ဘာလို့လဲဆိုတော့မိမိရဲ့ကံနေဒီလက်ရှိအခြေအနေကပုံမကောင်းပုံမဲ့အနေအထားမျိုးမှာရှိပါတယ်ငွေကြေးကြီးပိုင်းဆိုင်ရာဖက်ဖက်ကနေဝင်လာဖို့ဒီရှိတယ်လို့သမ ्या ကံသမ ्या မှာကံတရားရဲ့ကံထောက်ပံ့ကောင်းရရှိတဲ့ကာလလို့